ဘသူကမှအာမကိုပါနဲ့ဘဝမှာကိုကလွဲရင်ဘသူကမှကို့အတွက်အမြဲရှိမနေနိုင်ပါဘူးခင်ဗျာဘာကြောင့်ပဲဖြစ်ဖြစ်ယူသားပါဘယ်နေရာရောက်ရောက်ယူသားပါဘာအလုပ်ပဲလုပ်လုပ်ယူသားပါဘာပြောပြောယူသားပါခင်ဗျာဘယ်အချိန်ဒီမှာပဲဖြစ်ဖြစ်ယူသားပါယူသားခြင်းဟာလူတန်မှုအစစ်ဖြစ်လို့ယူသားမှုမရှိရင်လူဟာတန်မှုမရှိပါဘူးခင်ဗျာဘာမှမရှိပေမဲ့အမြဲယူသားမှုရှိနေတော့ကိုဟာတန်မှုရှိတဲ့သူဖြစ်နေပါပြီ။ လူလိန်လူညာတွေများပြီးပွေလိန်နေတဲ့လောကကြီးမှာကိုကယူသားလိုက်လို့တခါတလေရှုံးနေကောင်းရှုံးနေနေမယ်။ဒါပေမဲ့တဘွားလုံးစာအတွက်ကိုပဲအနိုင်ရမယ်။တည်တဲ့အထိလဲလိပ်ပြာတန်စီပါလေ။ဘာမှမသိရင်အောက်ကျိုးရတယ်။ဒါကြောင့်တိအောင်လေးလာပါ။ဘာမှမရှိရင်မျက်နှာငယ်ရတယ်။ဒါကြောင့်ရှိအောင်ကြိုးစားပါ။ငွေရှာပါ၊ပိုက်ဆံစုပါ။ဘု து အပေါ်မှာမှမမိခိုပဲနဲ့ဘု து မျက်နှာကိုမှမကြည့်ပဲနေနိုင်တဲ့အထိကိုကြိုးစားရှာဖွေပါ။ တခုလှုပ်ချင်ရင်တခုပေးဆက်ရတယ်ဒါပေမဲ့အဲ့ဒီအထဲမှာကိုချင်းတရားမပါပါစေနဲ့ကိုတန်ရာကိုလူတိုင်းကိုချမပြပါနဲ့ကိုချင်းစာပေးမဲ့သူထက်ကြိတ်ပြီးပျော်နေမဲ့သူတွေရှိတတ်ပါတယ်ကိုဘက်ကအရန်လိုအပ်နေမှန်းသိရင်တချို့ကထွက်သွားခြင်းနဲ့လွယ်လွယ်နဲ့ရရင်တန်ဖိုးမထားကြတော့ဘူးဒါကြောင့်ဒဇုံတယောက်ကိုအရန်ကြီးဖတ်တွယ်မနေပါနဲ့ခင်ဗျာတခါတလေမှအေးဆစလီနားယူပြီးတယောက်တည်းနေတဲ့အောင်နေကြည့်ပါလွတ်လပ်ပေါ်ပါစိတ်ချမ်းသာလာပြီးတော့ ။တချို့ຢာတွေကကိုထင်ထားသလောက်အရေးမကြီးမှန်းအရေးမပါမှန်းတည်လာပါလိမ့်မယ်။ပျော်ရွှင်မှုဆိုတာတခြားသူစီမှာမရှိပါဘူး။ကိုကိုကိုကယူဆိုင်ပြီးကိုဘွားတဲကပဲကိုကိုတိုင်းရှာယူရတာဖြစ်ပါလေ။အရေးကြီးဆုံးတစ်ခုကတော့တင့်ရဲ့ပျော်ရွှင်မှုအေးချမ်းမှုကိုသူတစ်ပါးရဲ့လက်ထဲမထည့်ပေးမိအောင်သတိရှိရမှာဖြစ်ပါလေ။ဒါကြောင့်ယူသားပါဘဝကိုယိုးရှင်းစွာနေထိုင်ပါခင်ဗျ။